ဝမ်ချန်နယ်ကိုကြည့်ရှုနေကြသောမိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာဝမ်ချန်နယ်ကနေပြီးတော့အပတ်စဉ်အယူတော်မင်္ဂလာဟောသံနေနဲ့လာစဉ်ရေရာတွေကိုထုတ်လွှင့်ပေးလေရှိပါတယ်ကျွန်တော်တို့ဗာမင်းနေခါရဲ့တပည့်ရင်အောင်ခင်မြင့်ဖြစ်ပါတယ်အဲဒီတလကျွန်တော်အေဗရီလာအေဗရီလာတလတာအတွက်ခုနှစ်သားသမီးအားလုံးတွေအယူတော်မင်္ဂလာရေရာလက်ဆောင်ကိုဟောပြောပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီတလအတွင်းမှာကျွန်တော်ငွေကန်ကောင်းခြင်းဘာတွေလုပ်ရမလဲအလုပ်ကိစ္စတွေကျွန်တော်တို့အဆင်ပြေအောင်မြင်ခြင်းဘာတွေလုပ်ရမလဲကျွန်တော်ကျန်းမာရေးကောင်းခြင်းဘာတွေလုပ်ရမလဲဘာတွေလုပ်ရမလဲအခြေအနေအောင်ရေးကိစ္စတွေ ကျွန်တော်အဆင်ပြေအောင်မြင်ခြင်းလဲဆိုရင်ဘာတွေလူရမလဲဘာတွေလုပ်ရမလဲအဲ့တော့ဒီတလလာအတွင်းရဲ့ကျွန်တော်ကံကောင်းစေတဲ့အဆောင်ဘာတွေလဲဆိုတာကိုကျွန်တော်နေသားသမီးလိုက်ခုနှစ်သားသမီးတွေလိုက်ကျွန်တော်ဟောပြောပေးသွားမှာဖြစ်ပါတယ်အဲ့တော့အခုဂျာရာပိနေမွေးဖွားသူများဂျာရာပိသားသမီးများအတွက်တလတာအယူတော်မင်္ဂလာရတဲ့အလက်ဆောင်ဟောပြောပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ဂျာရာပိနေမွေးဖွားသူတွေအနေနဲ့ဒီအေဗီလာတလတာအတွင်းမှာကျွန်တော်ငွေကန်ကောင်းခြင်းနဲ့ဆိုရင်ဘာလို့ရလဲဆိုတော့နှမ်းစီဒပလင်း နှမ်းကြီးကိုအရှင်ပြေတဲ့ဟာလေးပေါ့နော်ဒဗလင်းလောက်ပဲဖြစ်ဖြစ်တဘူးလောက်ပဲဖြစ်ဖြစ်နှမ်းကြီးဒဗလင်းပဲဖြစ်ဖြစ်နှမ်းကြီးကျွန်တော်တို့တဘူးပဲဖြစ်ဖြစ်ကိုနိုင်တယ်လေးကိုပောင်ဝင်ကြရင်ကျွန်တော်တို့အဖိုးအဖွားကိုကျွန်တော်တို့လှူဒါန်းပြီးတော့ဆူတောင်းလိုက်ပါခင်ဗျာအဲ့တော့ဒီတလတာအတွင်းမှာပဲဂျာရာလေးသားသမီးများအတွက်ဒီ AB လတလတာအတွင်းမှာပဲကျွန်တော်အလုတ်ကိစ္စတွေအောင်မြင်နေတယ်ဆိုရင်ဘာလို့ရလဲဆိုတော့ကျွန်တော်နိုးစီဘူးတဘူးပေါ်မှာအဲ့တော့နိုးစီဘူးတဘူးပေါ်မှာကျွန်တော်ရှောက်သီးလေးတစ်လုံးကိုတင်ပြီးတော့ဖျားရှင်ကိုရောင်မြတ်ကြီးကိုလေးလေးနက်နက်ကတ်လို့ပြီးဆူတောင်းလိုက်ပါခင်ဗျာ တော့ဒီတလတာအတွင်းမှာတော့ကြာတာတွင်းနေမွေးဖွားမွေးဖွားသူတွေအနေနဲ့ဒီ AB လတလတာအတွင်းမှာတော့ကျမ်းမာရေးကောင်းနေတယ်ဆိုရင်ကျွန်တော်တို့မလုပ်ရလဲဆိုတော့ကျမ်းမာရေးတချောင်ချောင်ဖြစ်နေလို့ပဲဖြစ်ဖြစ်ကျွန်တော်အနာနဲ့ဆွေးမတွေ့လို့ပဲဖြစ်ဖြစ်အဲ့တော့ကျမ်းမာရေးကောင်းနေတယ်မလုပ်ရဆိုကျွန်တော်တို့မုံလုံးရေးပေါ့အဲ့တော့မုံလုံးရေးပေါ့ကိုမိတ်ဆွေတွေကိုပောင်ဝင်းကြီးကိုအနုပ်ပောင်ဝင်းကြီးကိုအိမ်ပောင်ဝင်းကြီးကကျွန်တော်မိတ်ဆွေတွေကိုအဲ့တော့မုံလုံးရေးပေါ့ကျွန်တော်တို့ကြွေးလှူပြီးဆူတောင်းလိုက်ပါခင်ဗျာ အဲ့တော့ဒီတလတာအတွင်းမှာဂျာရာပြင်းနေဝေဖွားသူတွေကဒီအေဘီလာတလတာအတွင်းမှာပဲကျွန်တော်အိမ်ဆောင်ရေးအခြေအကိစ္စတွေအဆင်ပြေခြင်းနဲ့ဆိုရင်ဘာလို့ရလဲဆိုတော့ကျွန်တော်တရရရတရရရလေးကျွန်တော်တရရတော့ရှာရတယ်နမိတ်ကောင်းတဲ့နေရာတရရရဖြစ်ရမယ်အဲ့တော့တရရရလေးတရရမှာကိုချစ်သူဆိုကျွန်တော်ကိုချစ်သူရဲ့နာမည်ကိုရေးမယ်ဘာနဲ့ပဲရေးရေးထင်ဖို့ပဲလိုတယ်ဗောနော်ဘယ်လိုပဲရေးရေးအဲ့တရရရတဲ့မှာကိုချစ်သူရဲ့နာမည်ကိုရေးမယ်ကိုအိမ်တော်ဘက်ဆိုရင်ကျွန်တော်ကိုအိမ်တော်ဘက်ကနာမည်ကိုရေးပြီးတော့ကျွန်တော်မြေတားဖို့ဆူတောင်းမယ်ဆိုရင်ဒီတလတာအတွင်းရဲ့အခြေအိမ်တော်ရေးကိစ္စတွေကျွန်တော်အဆင်ပြေသွားမယ်တလတာဖြစ်ပါတယ် ဲ့တော့ဒီတလတာတွင်မှာပဲကြာတာပြင်းနေဝေဖွားသူတွေဟာဒီအီဗီလာတလတာတွင်မှာပဲကံကောင်းစေတဲ့အဆောင်အလဲတရရလေးတရရကိုပဲကျွန်တော်တို့ဆောင်ထားလိုက်ပါခင်ဗျာအဲ့တော့ခုနှစ်ရက်သားသမီးများအားလုံးအီဗီလာတလတာအတွင်းရောနောင်လာမယ့်လတွေရောအားလုံးအန္တရာယ်ကင်းပေးရှင်ပြီးကျန်းမာချမ်းသာပျော်ရွှင်ကြပါစေခင်ဗျာ